တီဗီကြည့်နေတော့မိန်းကလေးတယောက်လက်မှာနာကျင်မှုကိုရုတ်တရက်ခံစားလိုက်ရတယ်သူမကြည့်လိုက်တော့မျက်လုံးဖွင့်ထားတဲ့မျက်လုံးတစ်လုံးကသူ့မရဲ့အရေပြားပေါ်မှာပေါက်နေပြီးသူ့မကိုစိုက်ကြည့်နေတာကိုတွေးလိုက်ရတယ်ကြောက်လန့်တကြားနဲ့မျက်လုံးကိုညင်သာစွာထိလိုက်ပေမဲ့ရုတ်တရက်လှောက်ရှားလာတယ်ဘယ်သူမှမမြင်အောင်အမြန်ဖုံးလိုက်တဲ့အင်တာနက်မှာအချက်အလက်တွေရှာကြည့်ပေမဲ့ဘာမှမတွေ့ဘူးကြောက်လန့်တကြားနဲ့မျက်လုံးကိုဆွဲထုတ်လိုက်တယ်ပြီးတော့ဖန်ခွက်သေးသေးအဝင်းနဲ့အုပ်ပြီးအိပ်ပျော်သွားတယ်နောက်တနေ့ မနက်မှာမျက်လုံးသုံးလုံးပါတဲ့ဘီလူးတကောင်သူမရှိမှထိုင်နေတာကိုတွေ့လိုက်ရတယ်ဒါပေမဲ့ဘီလူးကဂျင်နာစွာသူ့မောက်ကိုအပြင်ထွက်ဖို့အကြိမ်ကြိမ်ဖိတ်ခေါ်တဲ့စာပိုင်းမှာမင်းကလေးကညှင်းဆန်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့လိုက်ရောခဲ့တယ်ဘီလူးကသူ့မောက်ကိုအကကလက်တစ်ခုစီခေါ်သွားပြီးအကတင်ပေးတယ်တစ်ချိန်ထဲမှာပဲအေယာမလက်ကြီးတစ်လက်ကရုတ်တရက်ပေါ်လာပြီးဘီလူးရဲ့မျက်လုံးကိုဆွဲထုတ်လိုက်တယ်ပြီးတော့မင်းကလေးရဲ့မျက်လုံးတွေပွင့်လာတယ်သူမအိမ်မက်မက်နေတာပြီးတော့ဖန်ခွက်ထဲကမျက်လုံးကို ထုတ်ပြီးလက်ပေါ်တင်ပြ စကားပြောတယ်ဒါပေမဲ့မျက်လုံးတွေအများကြီးကသူမရဲ့နေရန်ကနေထွက်လာပြီးအဲ့ဒီနေ့ကစပြီးသူမဘယ်တော့မှတယောက်တည်းမဟုတ်တော့ဘူး